ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာလာမယ့်တောက်ကြနေ့အော်တိုဘားလ19ရက်နေ့ကိုရောက်ရင်ကျွန်တော်တို့မဖိုက်တာတွေကဒိုမင်းအောင်တဲ့အောက်ရှင်းလေးတို့ပွဲစဉ်တွေပါဝင်လာပါတော့မယ်လက်ရှိမှာတော့1ပတ်က1 Friday 5 1 to 9ရဲ့ပွဲစဉ်စရာအပြည့်စုံကိုထုတ်ပြန်ကြေညာလိုက်ပါပြီဒိုမင်းနိုင်ကခေါင်းပွဲထိုးရမှာပါဒီတော့သူ့ရဲ့ပွဲစဉ်ကိုကျွန်တော်တို့က10နာရီခွဲဒါမှမဟုတ်ည17နာရီထိုးလို့ထိုးခင်17မတ်တင်းလောက်မှာကျွန်တော်ကြည့်ရဖို့ရခိုင်လို့များပါတယ်ခင်ဗျာ အောက်ရှင်းလေးရဲ့ပွဲစဉ်ကတော့စောပါလိမ့်မယ်သူ့ဟိုတော့တတိယမြောက်ပွဲစဉ်မှာပွဲထိုးခိုင်းတာတော့တွေ့ရတယ်ခင်ဗျဒီတော့ည9နာရီခွဲဒါမှမဟုတ်10နာရီထိုးလို့ထိုးခင်လောက်မှာကျွန်တော်တို့ကြည့်ရလိမ့်မယ်လို့မျှော်လင့်မိပါတယ်1 Friday 5 129မှာထုံးမအောင်ကထိုင်းဖိုင်တာတန်တုံဝင်ဆန်းမှာပါအောက်ရှင်းလေးကတော့ဂျွမ်ဖိုင်တာတာနစ်ဆုနဲ့ကစားမှာဖြစ်ပါတယ်ခင်ဗျအောက်ရှင်းလေးအတွက်တာနစ်ဆုနဲ့ပွဲတက်ပေးထားတာဟာလွယ်မြောင်နဲ့ခက်ပါတယ်ပြောမယ်ဆိုရင်ပွဲချက်ကိုအောက်ရှင်းလေးထပ်ပြီးရင်ဆန်းရတာဖြစ်ပါတယ်ခင်ဗျ အောက်ရှင်းလေးဟာ1ဒုတိယအောင်ပွဲစဉ်ကိုထုံးမှာဖြစ်ပါတယ်အခု1ကနေပွဲတက်ပေးတာတွေကိုကြည့်လိုက်တော့အောက်ရှင်းလေးကိုသူက2ပွဲလုံးမှာဂျပန်ဖိုက်တာတွေနဲ့ယူပဲပွဲတက်ပေးထားတယ်ဂျပန်ဖိုက်တာတွေကလက်တော့မှာ1ရဲ့ဘောက်ရှာတွေဖြစ်နေတယ်ခမ1ကဂျပန်ဈေးကွက်ကို အရန်လိုချင်နေတယ်ဒီအချိန်မှာဂျပန်ဖိုက်တာတွေကိုမျက်နှာသာပေးတာနည်းနည်းဖက်လိုက်ပြီးတော့ပေါ့လေဆုံးဖြတ်ပေးတာလေးရှိတယ်ခမညာ ဒီတော့အောက်ရှင်းလေးအနေနဲ့တာနစ်စုကိုအလဲထိုးအနိုင်ရလနဲ့အနိုင်ဝင်နိုင်မှာပဲစိတ်ချပါလိမ့်မယ်အဲ့လိုမဟုတ်ဘဲနဲ့တယောက်နဲ့တယောက်အလဲမထိုးနိုင်မဲ့တတိယပွဲကြီးပြီးသွားရင်အမှတ်ပိတိုင်လူတွေကဆုံးဖြတ်ရမယ်ဒီချိန်မျိုးမှာဆိုရင်တာနစ်စုကိုအနိုင်ပေးလိုက်ဖို့များပါတယ်ခင်ဗျတာနစ်စုကအမေရိကန်ဒေါ်လာတသိန်းနဲ့စာအုပ်ကြီးနဲ့နှိစက်နေတဲ့ဖိုင်တာတယောက်ဖြစ်ပါတယ်သူကရှေ့မှာ1ပွဲစဉ်5ပွဲထိုးပြီးပြီအဲ့မှာသူကနောက်ဆုံးပွဲစဉ်တစ်ပွဲကိုရှုံးထားတယ်ရှေ့က4ပွဲဆက်တိုက်သူအနိုင်ရခဲ့တယ်ခင်ဗျပြီးတော့သူ့ရဲ့နောက်ဆုံး4ပွဲဖြတ်သန်းမှုကိုကြည့်လိုက်ရင် အဲ့လေးဘွဲလုံးမှာသူကအလဲထုံးနဲ့နိုင်လဲနိုင်တယ်ရှုံးတဲ့ဘက်မှာလည်းအလဲထုံးနဲ့ရှုံးတယ်ဒီတော့တိုက်စစ်ကိုဖွင့်ကစားတဲ့ fighter ဆိုတော့တေးကြနေတယ်အခုအောက်ရှင်းလေးနဲ့ပွဲမှာလည်းဒါနစ်စုကအလဲထုံးနဲ့အနိုင်ယူဖို့ကိုဥတီထားပါတယ်ခမကောင်ပွဲစဉ်ကစားမဲ့ထုံးမင်းအောင်သူ့တက်ကလည်းတန်တော်ဟာခက်ခဲတဲ့ fighter ဖြစ်လာလို့ရှိနေပါတယ်ဝမ်းအတွေ့အကြုံပိုင်းဆိုင်ရာမှာတော့ထုံးမင်းအောင်ကအသာစီးနေထားမှရှိတယ်တန်တော်ကဝမ်းမှာ၃ပွဲပဲထိုးပါသေးတယ်အဲ့၃ပွဲမှာတန်တော်ကတပွဲပွဲပြတ်တယ် တပွဲနိုင်တယ်တပွဲရှုံးတာတယ်ဒါပေမဲ့တန်လွန်ရဲ့အတွေ့အကြုံနဲ့သဘာဝကိုကြည့်မယ်ဆိုရင် time 5မှာ तू ကတော်တော်ကို wire fighter တယောက်ဖြစ်ခဲ့တယ်ပြီးတော့ထွန်းမင်းအောင်ရဲ့ကိုထွန်းမင်းလက်နဲ့ तू က time 5မှာထိုးခဲ့ဘူးလေခမညအဲ့ယုံကတန်လွန်ကထွန်းမင်းလက်ကိုအလဲထိုးနဲ့အနိုင်ရခဲ့ဘူးတယ်ဒီတော့ဒီဘက်မှာထွန်းမင်းအောင်ဟာသူ့ကိုရဲ့ရှုံကျွေးကိုသူ့ကိုကိုစားပြန်ဆက်နိုင်မလားဆိုတာကျွန်တော်တို့စောင့်ကြည့်အောင်ရှိနေပါတယ်လာမယ့်အောက်တိုဘာလ18ရက်နေ့ကိုရောက်ရင်ကျွန်တော်တို့ရဲ့မှာ fighter တယောက်ဖြစ်တဲ့ထွန်းမင်းအောင်နဲ့ အောက်ရှင်းလေးတို့ပွဲထုတ်အောင်ပါထုံးမင်းအောင်ကတော့ခေါင်းပွဲစဉ်ဖြစ်တဲ့အတွက်နောက်ကျပါလိမ့်မယ်ဟာလင်းဝန်လို့ခေါ်တဲ့အောက်ရှင်းလေးကတော့ပွဲချိန်စောတဲ့အတွက်တတိယအောင်ပွဲစဉ်ဖြစ်တဲ့အတွက်ညခွန်နိုင်ွက်ဒါမှမဟုတ်၈နိုင်မတင်းလောက်မှာသူ့ရဲ့ပွဲစဉ်ကိုကြည့်ရှုအောင်ရှင်းနေပါတယ်မာဖိုက်တာနှစ်ယောက်လုံးရလက်ကောင်းနဲ့ရအောင်နိုင်မှာဈေးလို့ဒီနေ့အားနေဆူတောင်းပေးလိုက်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ